အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Manchester United နီးပြ Ruben Amorim ကဒါသူတနစ်ကျော်ကာလအတွင်းမှာသူစုစုပေါင်း12ပွဲပဲနိုင်တယ်ဒါ12ပွဲပဲနိုင်ပြီးတော့တော်တော်လေးစိုးစိုးဝါဖြစ်တဲ့အချိန်မှာ Arne Slot ကဒီနောက်ဆုံးကစားခဲ့တဲ့သူ12ပွဲမှာ6ပွဲတိတိရှုံးထားတယ်ဆိုတော့ Premier League 12ပွဲမှာ6ပွဲရှုံးတယ်ချန်ပီယံလိပွဲလည်းစုစုပေါင်း9ပွဲကံပြီးပြီဆိုတော့အဲ့မှာ Arne Slot နဲ့ မထင်မှတ်ပဲနဲ့အာနီဆိုကအခု Premier League မှာထောက်ခံရမယ့်ထဲမှာဒုတိယရေဘာအစားဆုံးဖြစ်လာပြီးတော့ထုတ်မယ်ဆိုပြီးတော့အတန်တောင်းလျှောက်ထွက်နေတဲ့ Ruben Amorim ထပ်တောင်းဆိုးသွားမလားဘလို့ထင်ကြလဲ Man United နီးပြဒါ Ruben Amorim ကလည်းပေးသက်တွေကတော်တော်များများက Ruben Amorim ကိုသိအားမရကြဘူးပေါ့လေအခုပြင်သူတို့အသင်းရဲ့ Swansea ရဲ့ Everton ကိုဘလို့ပြောမလဲတယောက်ရော့တဲ့ဂျားတွေကနိုင်အောင်မကန်လိုက်တဲ့အတွက်ကြောင့်ပေးသက်တော်တော်များများကလုံးဝလက်မခံချင်ကြတဲ့အခြေအနေမျိုးဖြစ်နေတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်ကပိုင်ရှင်တွေကတော့ပြောင်းမှာမဟုတ်ဘူးကျွန်တော်ထင်တော့လီဗာပူးကလည်းအာမီဆော့ကအမပေးချန်ပီယံရတော့မပြောင်းတော့သေးဘူးနောက်တစ်ခုကသူ့အတွက်ယူရထားတဲ့ project ကတန်း400ကျော်900လောက်ရှိနေပြီအဲ့ project ကြီးကိုဖြတ်ပြီးတော့နောက်ထပ်အပြောင်း project အစ်တစ်ခုသွားဖို့ဆိုတာခက်တယ်ဆိုတော့အဲ့နေရာမှာလီဗာပူးအသင်းအနေနဲ့အခု emergency ဘိုးဘွဲအစည်းအဝေးဘွဲပြန်လေ Richard Hughes နဲ့ Michael Edward ပါတဲ့ ဒီဘုတ်ဖွဲ့တောင်ရှိသူတွေရဲ့နောက်လက်ရှိလီဗာပူးပိုင်ရှင်တွေပေါ့လေဖန်ဝေးစပို့စ်ကူတောင်ရှိသူတွေ ਨੇ ဒီပြအာနိဆော့ကိုဆက်ထားတယ်လားမထားတယ်လားထုတ်တယ်လားဘာလို့လဲဒီလိုမျိုးပေါ့ဗျာဒါကျွန်တော်အမြင်တော့မထုတ်လောက်ဘူးသူဆက်ထိုင်ထားအောင်ပါပဲဆက်ထိန်ထားမယ်ဒါပေမဲ့တခုရှိတာကဘလောက်ထိရလဲဆိုတဲ့ဒီထိမ့်မလဲဆိုတဲ့အချက်ပဲနောက်မန်ယူနိုက်တက်လည်းဒီတိုင်းပဲရူဘီအမရိုကတော့နီးပြဘီဆာဂျီရက်ကလစ်ကမထုတ်ဘူးလို့အပြည့်ပြောထားတာဟုတ်သူနောက်ဆုံး၃ ဒီ၃နှစ်လောက်ထိအောင်အချိန်ပေးမယ်ဘာညာနဲ့ပြောပြီးခဲ့ရ United ကရလက်တီကောင်းလာခဲ့ပြီးတော့မှအခုအဲ့၅ပွဲဆက်တိုက်ပြီးပါပဲပထမဆုံး Everton ကိုရှုံးတယ်အဲ့ Everton ကိုရှုံးတဲ့ပွဲဆို United ပေးတဲ့တော်တော်များများဒေါသထွက်စရာပေါ့လေဘာလို့ဆိုတော့ဒီအသင်းနဲ့ဒီအသင်းမှာတယောက်ယောက်နေတဲ့အသင်းကိုမရှုံးသင့်တဲ့အခြေအနေမျိုးဆိုပြီးတော့ဖြစ်နေတာအခုဒါ Ruben Amron ကလည်းသူ့ဒုက္ခနဲ့သူပဲဒါအခုလက်ရှိမှာ Arnisso ကလည်းသူ့ဒုက္ခနဲ့သူပဲဆိုတော့အခုလောလောဆယ်နေထားရာ Arnisso ကို Liverpool ပေးသက်တရားထုတ်စီခြင်းကြရတယ် ဒါပေမဲ့တစ်ဖက်မှာလည်းလီဗာပူးဘိုးဖွဲကထုတ်ဖို့ဆိုတာအမှန်တန်ခက်တယ်။ဒါဒီခုလက်ရှိနေထားရဒါဘသူအရင်ထုတ်ခံရမလဲ။ဘသူအရင်ထုတ်ခံရနိုင်တယ်။ထုတ်ဖို့ထုတ်ချင်မှလည်းထုတ်မယ်ဗျာဒါပေမဲ့ တကယ်လို့ပရီးမီယာလိမှာစတိုက်တွေရလက်တွေဆိုးလာပြီအချိန်နေဆိုတော့တချို့ပြည်သက်တွေကတော့ပါဗျာဒါ Ruby Emerald မှာဘာ Blue ကဘာ plan မှမရှိဘဲနဲ့ Manchester United ကသူ့ကြောင့်တောင်းလျှောက်ရုန်းကန်နေရတယ်ဒါ United မှာ Ruby Emerald ခိုင်တဲ့55ပွဲမှာ22ပွဲနိုင်14ပွဲတည်ပွဲ20ရှုံးထားတယ်သူ့ရဲ့ဟိုနိုင်ပွဲ percentage က38.78ပဲရှိတယ်ဒါက40တောင်မဟုတ်ဘူး lowest ever average လောက်ဖြစ်တယ် Manchester United Sir Alex Ferguson နောက်ပိုင်းတည်းကနေဆိုအခုချိန်ထိ ဟိုနိုင်ပွဲပျောက်ဆုံးမှုနဲ့ဒီ percentage win rate ratio percentage အနည်းဆုံးပဲနိုင်ပွဲနာအနည်းဆုံးပဲအဲ့ဒီနေရာမှာအာနီစလောကပထမတရာသီတုန်းကဆွတ်ဆောင်ရေးကောင်းပြတယ်တော့လီဗာပူးကဒါဒုတိယရာသီပေါ့လေဒါအခုလီဗာပူးစုစုပေါင်း18ပွဲရှုံးတာအဲ့18ပွဲမှာဒီရာသီရှုံးတာ6ပွဲပါတယ်မနေ့ကတရာသီလုံးမှာမှဒါရှုံးထားတဲ့ပွဲပေါ့လေဘနစ်ကတရာဒီလုံးမှာချန်ပီယံလိအပါအဝင်တခြားပွဲတွေမှာရှုံးတာနဲ့ပါတယ်မှာဒါအခုတရာဒီလုံးတော့ တရားဒီလုံးမှာလီဗာပူးကပရီးမီးယားလိပါဝင်ချားတယ်ပါချုံးတာစုစုပေါင်း18ဟိုဘယ်လိုပြောမလဲကိုးပွဲပဲရှိတယ်ဒါပေမဲ့အခုဒီယာဒီမှာကိုးပွဲရှိသွားပြီအာနီဆိုက86ပွဲမှာ48ပွဲနိုင်10ပွဲဒီ18ပွဲရှုံး63တက်မှာ6ဆိုတော့တစ်ဖက်ကရူပင်အမိုရိုတစ်ဖက်ကအာနီဆိုဘသူတော်အရင်စိုးဝါထိုင်လဲအာနီဆိုတော်အရင်စိုးနိုင်လားဘလို့ထင်လဲကျွန်တော်တော့ထင်တာတော့အာနီဆိုလည်းမစိုးလာဘူးညောင်လုံးဆက်ထားလိမ့်မယ် ဒါပေမဲ့အဲ့နှစ်ယောက်ကရာသီကုန်ထိအီးပဲအီးပဲနဲ့ရောက်သွားခဲ့ရင်ဘယ်သူရင်ထုတ်ခံရမလဲတကယ်လို့ရလက်တီဆိုးခဲ့ပြီဆိုရင်ပေါ့လေတစ်ဖက်ကထောက်ထားစရာ မပေးချန်ပီယံရှိတယ်တစ်ဖက်ကတော့ဟိုစာဂျီရက်ကလစ်ကမထုတ်ဘူးလို့ပြောထားသည့်တိုင်အောင်အာနီစလော့နဲ့ရူဘင်အာမွန်ဘယ်သူပို့ပြီးတော့ဖြစ်နိုင်ကြီးပိုများလဲဘယ်သူရင်ထုတ်ထုတ်မယ်လို့ထင်လဲမထုတ်ရင်လည်းမထုတ်လောက်ဘူးပေါ့လေထုတ်ခဲ့မယ်ဆိုဘယ်သူရင်တော့ဖြစ်နိုင်လဲကိုမမဝေအောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်